ားလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်16ရက်ဇယ်လ2025မှာ22ရက်ဇယ်လ2025အထိပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေရဲ့တပတ်စာဒီချိန်မှာတနင်္ဂနွေသားသမီးတွေရဲ့ယဉ်ထဲမှာဘဝနောင်ရေးအတွက်အဆင်ပြေဖို့တသက်လုံးအတွက်ကြီးပွားချမ်းသာအောင်မြင်ဖို့အလုပ်တွေစတင်လုပ်ကင်ဖို့ကိုအခုယဉ်ထဲမှာစဉ်းစားတွေးတောနေပါတယ် ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်ဖို့ကိုကြိုးစားသမျှအရာခတ်သိမ်းအောင်မြင်ဖို့အကြောင်းအရာတွေကိုအဲ့တော့အလုံးလုံးဖို့အကြောင်းအရာကိုအခုယဉ်ထဲမှာစဉ်းစားတွေးတောနေတယ်ပတ်စံစူဆောင်းမယ်သူများအနိုင်ခံဘဝနဲ့လွတ်မြောက်အောင်လုပ်ကြိုးစားမယ်ဟဲ့ဆိုတဲ့အတွေးတွေယဉ်ထဲမှာဖြစ်ပေါ်နေပါတယ်မျောလေတောင်းတရည်ရွယ်ချက်ကတော့ချို့ချံမယ်ချွေးတာမယ်စူဆောင်းမယ်ဆိုတဲ့ပုံစံမျိုးဒါကိုယ့်ရဲ့ယဉ်ထဲမှာမျောလင်းတောင်းတသလိုအထီးကျန်မှာကိုလည်းကြောက်သိနေတယ် အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ယင်ထဲမှာဘုပဲကြောက်เสียဖြစ်နေပါစေအဲ့တော့ကြာကြာနာနာသူကလက်ခံပြီးတော့ကိုကိုကိုအောင်မြင်အောင်ကြိုးစားမယ်ဆိုတဲ့မျှော်လင့်ချက်ရှိနေပါတယ်လုပ်ငန်းတစ်ခုဝင်ဝင်တစ်ခုနဲ့ရက်တည်နိုင်ဖို့လည်းမျှော်လင့်တောင်းတနေပါတယ်မမျှော်လင့်မဲ့ဘလို့ဟာမို့ကြုံမလဲဒေါသထွက်เสียကြုံနေရန်တွေးခြင်းနဲ့ပြဿနာရှာခြင်းနဲ့ယင်ထဲမှာအခဲမကြေပဲအဲ့တော့မမျိုးသိနိုင်လောက်အောင်ပဲမချုပ်တီးနိုင်လောက်အောင်ပဲဒေါသထွက်เสียရည်ဖြစ်ပေါ်တတ်တယ်ဗျအဲ့တော့ အကျိုးမရှိတဲ့ဘဲနဲ့စိတ်မတူပါနဲ့ဒေါသမထွက်ပါနဲ့ယံမတွေ့ပါနဲ့လို့အကြံပေးကြပါတယ်။သူ့ကိုဒေါသထွက်လို့ယံတွေ့မယ်ပြဿနာရှာမယ်။ idol OG ဟစ်ကျပြောမယ်။ကို့အတွက်စီးပွားဖြစ်မလားစီးပွားဖြစ်မယ်ဆိုလှုပ်ပါစီးပွားမဖြစ်မဲ့အလုပ်မျိုးဘယ်တော့မှမတွေးပါနဲ့မလှုပ်ပါနဲ့လို့အကြံပေးကြပါတယ်။စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့အလုပ်လုပ်ဖို့အတွက်ငွေကြေးအတွက်ကို့မှာစိတ်ညစ်နေရတတ်တယ်။အဲ့တော့အဲ့ဒီအလုပ်လုပ်ရင်အောင်မြင်မှဖြစ်မယ်။မအောင်မြင်လို့ရှိရင်ကို့ စုဆောင်ထားသမျှတွေအကုန်လုံးအလားတက်ဖြစ်မယ်အဲ့ဒီအတွက်ကြောင့်ငါအောင်မြင်အောင်လုပ်မှဖြစ်မယ်ဆိုတဲ့အတွေ့အကြုံကြောင့်စိတ်ညစ်နေရတတ်တယ်လုပ်ငန်းကိန်းငန်းမှားမအောင်တွေးပြီးကြောက်တာပေါ့နော်အဲ့တော့ငယ်ရွယ်တဲ့တနင်္လာရီသားသမီးတွေကန်စာတာမှာစိတ်လေစိတ်လွင်နေကြုံတွေ့နေရတတ်တယ်လုံးသမျှအမှားတွေပဲရင်ဆိုင်ရတတ်တယ်ကြုံတွေ့ရတတ်တယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ရှင်လဲစိတ်ညစ်စရာတွေမသေးကြမရေရာတွေလာတတ်တယ်ဘဝနောင်ရေးအတွက်ဒီချိန်မှာမသေးကြမရေရာတွေဖြစ်တတ်တယ်အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့ ဘဝနောင်ရေးအတွက်ကြီးပွားချမ်းသာဖို့အလုပ်တွေလုပ်ဖို့အတွက်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုအားမလို့အားမရဖြစ်တာမကျင်တတ်တာသူ့ရဲ့စူးစမ်းမှုတွေကိုကိုယ်မှစိတ်တိုင်းမကြတာအဲ့လိုဟာမျိုးဖြစ်နေရတတ်တယ်အဲ့တော့တဦးနဲ့တဦးကစိတ်သဘောထားရင်နောက်ပြီးတော့အကြံဉာဏ်ကြီးအတွေးခေါ်ခြင်းမတူညီတဲ့အတွက်ကြောင့်စိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်ပါတယ်ဒါကအိမ်တော်ရေးနဲ့ပတ်သက်ပြီးပေါ့နော်ဒီဝဒနာပါလို့ဒီလိုကျင်တဲ့မိတ်ဆွေတွေရဖို့ကတော့ကိုယ်အိမ်အနီးနားကိုအတောင်ပံပါတော့တရဝါတွေ နားနေနားတာရှိသော လာလေးလာတာရှိသောအတောင်ပံတရဝါရဲ့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရာအနေနဲ့ကတော့ခยีသွားမဲ့သူကိုခยีစေရိတ်လှူခြင်းအဖြစ်အညံ့နေအလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာဟောပြောမှုကိုဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကြော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399 255 380 358ပဲဖြစ်ပါသေးတယ်ဗျာကဲအားလုံးအဆက်အစပ်ရအောင်အဆင်ပြေကြပါစီ တနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတွေရဲ့ယင်ထဲမှာကိုယ့်ရဲ့ယင်သွေးနဲ့ပတ်သက်ပြီးငယ်ရွယ်တဲ့သူတွေနဲ့ပတ်သက်ပြီးအောင်မြင်အောင်လုပ်ဖို့အဲ့တော့သူတို့ဝါသနာပါရာကိုကြာကြာနာနာသူတို့ဝါသနာပါရာကိုကြာကြာနာနာအခုမှအကောင့်တွေပေါ်ပေးဖို့ကိုဒါကိုယ့်ရဲ့ယင်ထဲမှာစဉ်းစားတွေးတောနေပါဗါတယ်အဲ့တော့အိမ်နဲ့ပတ်သက်ပြီးနေရထိုင်ခြင်းနဲ့ပတ်သက်ပြီးအပိတတ်ဖို့ကောင်းကောင်းမွန်မွန်ဖြစ်ဖို့အောင်လုပ်ဖို့ကိုလည်းအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ် မျောလဲတောင်းတရည်ရွယ်ချက်ကတော့အဝေးတနေရာနိုင်ငံရဲ့ခြားနယ်ပတ်သက်ပြီးဆက်သွယ်ကောင်းသတင်းကောင်းရရှိဖို့တွားရည်လာရေးအစဉ်ပြေလွယ်ကူဖို့အဲ့လိုမျိုးမျောလဲတောင်းတတဲ့အပြင်လောကလဲမှာပျပျော်ရွှင်ရွှင်ဖြတ်တန်းကျင်တဲ့စိတ်ညစ်စရာပူပင်တော့ကဘာမှမကြုံရဘဲနဲ့လောကမှာအေးအေးဆန်းဆန်းပျပျော်ရွှင်ရွှင်နဲ့အသက်တောင်တက်တာလေးဘဝမှာလွတ်လွတ်လပ်လပ်ဖြတ်တန်းကျင်တဲ့အဲ့ဒီအလိုမျိုးမျောလဲတောင်းတနေပါတယ်မမျောလင်မဲ့ဘယ်လိုမှမကြုံမလဲဆိုလို့ရှင်တော့ကိုရစရာရှိတဲ့ငွေကြေး တော့ကိုယ့်ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးနှစ်ခါကြိုးစားတာနှစ်ခါသွားတာနှစ်ခါပြောတာမျိုးကြုံတွေ့ရလိမ့်မယ်စီးစီရရင်ထားနဲ့ပတ်သက်ပြီးလည်းဒီချိန်မှာကံတွေပိုကောင်းတဲ့ကောင်းတာတွေကြုံတွေ့လာပါလိမ့်မယ်စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ငယ်စဉ်တောင်ကြီးခလေးဘွားကတန်ဟောစဉ်ဖြစ်ရတဲ့သူတွေကြောင့်စိတ်ညစ်ရတယ်။ကို့မှာပေးခြင်း၊ကန်းခြင်း၊ကျွေးခြင်း၊မွေးခြင်းအဲ့တော့လှူဒန်းခြင်းတဲ့အတွက်ကြောင့်လည်းစိတ်ညစ်ရတတ်တယ်။ငါတယောက်နဲ့ကောင်းစားနေလို့အဆင်ပြေနေလို့တော့မဖြစ်ဘူး။သူတို့ကိုလည်းငါထပ်ပတ်တလန်းကကူညီမယ်၊ပံ့ပိုးမယ်။ ဖြစ်နိုင်သမျှတက်နိုင်သမျှကိုယ့်ဘက်ကမဖြစ်ဖြစ်အောင်လုပ်ပေးခြင်းနဲ့ဆန္ဒလေးတွေကြောင့်စိတ်ညစ်ရတာမျိုးဖြစ်ပေါ်နေရတတ်တယ်ကိုယ့်ရဲ့စေတနာကိုတည်တည်ဖြစ်စေမတည်တည်ဖြစ်စေကိုယ့်ရဲ့ယင်ထဲမှာတော့စိတ်ကောင်းနှလုံးကောင်းအပြည့်ထားတယ်အဲ့ဒီအတွက်ကြောင့်စိတ်ညစ်ရတာမျိုးဖြစ်တတ်တယ်အဲ့တော့ထားစရာရှိတာစိတ်ကောင်းနှလုံးကောင်းဆက်ထားပါစိတ်မညစ်ပါနဲ့ငယ်ရွယ်တဲ့တနင်္လာသားသမီးတွေကန်ဆာတာမှာဆိုလို့ရှင်တော့ကိုယ့်ကိုဘလောက်ပဲအောင်မြင်အောင်လမ်းစာတွေတွန်းပေးတွန်းပေးတိုက်တွန်းပေးပေးပြောပေးပေးကို့မှာတော့နားမဝင်ဘူးဖြစ်နေတတ်တယ် အဲ့တော့ကိုလိုက်တဲ့လမ်းလေးလွဲနေတယ်လို့ပြထားပါဗါတယ်အောင်မြင်မှုနဲ့ပတ်သက်လို့ဆိုရင်ဒီချိန်မှာကြီးတဲ့လူတွေရဲ့ဇကားကိုကိုယ်စေတနာနဲ့ပြောတဲ့လူတွေရဲ့ဇကားကိုစိုးစိုးဆုံးမှတဲ့ဇကားကိုနာခံပြီးတော့ကြက်ကြက်နာစဉ်းစားပြီးလုပ်မယ်ဆိုလို့ရှင်တော့အောင်မြင်မှုရပါလိမ့်မယ်ဗျာအခြေအနေနဲ့ပတ်သက်လို့ကတော့ဒီကာလအတွင်းမှာနီးလျက်နဲ့ဝေးဆိုတဲ့ပုံစံမျိုးအဆင်မပြေမှုလေးတွေဖြစ်ပေါ်တတ်တယ်စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ဩ sorry အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့ကိုလေးစားအားကြရသောဆရာသမားတဦးတယောက်ရဲ့ကူညီမဆမှုကြောင့်အိမ်တော်ရေးလက်အဆင်ပြေမယ်နောက်တစ်ခုကကံကောင်းတာတွေလည်းကြုံတွေ့ရပါလိမ့်မယ်အဲ့တော့တငယ်ချင်းလည်းဟုတ်ဆရာသမားလည်းဟုတ်အဲ့လိုပုံကူမျိုးတွေရဲ့ကူညီမဆမှုကြောင့်အိမ်တော်ရေးရောစီးပွားရေးရောကိုယ့်ရဲ့အိမ်တော်ဘက်နဲ့အဆက်ဆက်ရာအဆင်ပြေမှုတွေကြုံတွေ့သွားပါလိမ့်မယ်သူလိန်သားညာတာကိုသိတယ်အဲ့ဒီအတွက်ကြောင့် မပြောတော့ဘူးမျိုးသိပ်တော့မယ်ဆိုတဲ့အတွက်ကြောင့်လည်းစိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်တယ်။ထီဝသနာပါလို့ထီလို့ကျင်တဲ့မိတ်ဆွေများကိုကတော့ကို့မှာလှုပ်ဝက်เสียဖုံးကွယ်เสียအကြောင်းညာတွေကိုအတိတ်နမိတ်ကောက်ကြည့်လိုက်ပါ။ဘယ်သူမှမသိစေချင်တဲ့အကြောင်းညာတွေကိုအတိတ်နမိတ်ကောက်ပြီးတော့ထီကနန်းအဖြစ်အသုံးပြုမယ်ဆိုလို့ရှိရင်မိတ်ဆွေအတွက်ထီကန်ကောင်းလာပါလိမ့်မယ်။ကဲညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရရာအနေနဲ့ကတော့ အဝေးတနေရာကိုသွားမဲ့သူကိုပဲခီးစည်းလူတန်းချင်းအားဖြင့်ကို့အတွက်ကန်စာတာကောင်းသွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာဟောပြောမှုကိုဒီမှာပဲညီကုန်းချုပ်ပြရစီအခုဟောပြောမှုကတော့16ရက်10လ2025မှာ22ရက်10လ2025ဒီပဲတင်းလာသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေအင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက် 16ရက်10လ2025မှ22ရက်10လ2025ဒီပဲဖြစ်ပါတယ်။အင်္ဂါသားသမီးတွေရဲ့ယင်ထဲမှာဒေါသအရန်ထွက်တဲ့ငကားမန်းတိအောင်အမောက်ထောင်ပြခြင်းနဲ့ငါးချောင်းတိမယ်ဟဲ့ဆိုတဲ့ယင်ထဲမှာဒေါသထွက်စရာတွေဘလောင်စူစရာတွေဝမ်းနေတာတွေအကုန်လုံးတပြိုင်နက်တည်းစုပြုခံစားရတဲ့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကိုသိကျင်သောကိစ္စကိုလေ့လာမယ်၊စုံစမ်းမယ်၊ထောက်လန်းမယ်ဆိုတဲ့အတွေးတွေအင်မတန် ိုယ့်ရဲ့ယင်ထဲမှာစူးစမ်းလေ့လာခြင်းနဲ့ပုံစံတွေရှိနေပါတယ်မျှော်လင့်တောင်းတနေပါတယ်အဲ့တော့ငယ်ရွယ်တဲ့သူတွေအတွက်ကြကြနာနာအောင်မြင်ဖို့သူတို့အရွယ်ရောက်ဖို့သူတို့ဘေးအန္တရာယ်ကင်းဖို့ကိုလည်းဒါမျှော်လင့်တောင်းတနေပါတယ်မမျှော်လင့်မဲ့ဘယ်လိုမှမကြုံမလဲဆိုလို့ရှင်တော့ကိုယ်မှရှိတဲ့ငွေကြေးလေးကိုအသုံးချဖို့အောင်မြင်အောင်လုပ်ဖို့စီးပွားတစ်ခုခုဖန်တီးဖို့အတွက်ကိုပဲဘယ်ကနေဘယ်လို့လုပ်ပြီးဘလို့ကြီးပွားအောင်လုပ်ရင်ကောင်းမလဲဆိုပြီးတော့ကိုယ်မှစိတ်ညစ်နေရတတ်တယ်အဲ့တော့အဆုံးလို့လည်းမဖြစ်ဘူးမှားယွင်းလို့လည်းမဖြစ်ဘူးဆိုတဲ့အတွေးတွေ ဒါကုရဲ့ရင်ထဲမှာဆုံးဖြတ်ရတာမျိုးဖြစ်ပေါ်တာမျိုးကြုံတွေ့နိုင်တယ်။အဲ့တော့စိတ်ညစ်စရာအနေနဲ့ကတော့ကိုယ့်ကိုဘယ်ချိန်ဒုက္ခပေးမလဲဆိုတဲ့အတွေ့အတွေ့တွေကြောင့်ကိုယ်မှာစိတ်ညစ်ပူပင်သောကတွေများနေတတ်တယ်။အဲ့တော့အရင်တော့ကကိုယ့်ကိုဒုက္ခပေးတဲ့လူကနောက်တစ်ချိန်ထပ်ပြီးတော့ဒုက္ခပေးခြင်းကိုပဲတွေးပြီးစိတ်ညစ်နေရတတ်ပါတယ်။အဲ့တော့ငယ်ရွယ်တဲ့အင်္ဂါသားသမီးတွေကန်စာတာမှာနေရာထိုင်ခြင်းကိုအကြောင်းပြုပြီးစိတ်တမ်းမကျစရာတွေကြုံမယ်။ ငွေကြီးကတော့ထိုက်တင်သလောက်အောင်မြင်မှုရမယ်အရန်ကြီးတော့ကောင်းတဲ့ထဲမှာတော့မရှိဘူးအဲ့တော့ဒီချိန်မှာအခြေရေးနဲ့ပတ်သက်လို့ရှင်လဲကိုစိတ်တိုင်းမကြတဲ့သူတွေနဲ့အကြောင်းဆက်အရာတာမျိုးကြုံတွေ့နိုင်တယ်အိမ်အောင်ရှင်အင်္ဂါသားမိများဖို့ကတော့အိမ်အောင်ကြီးလဲตายရမယ်ငွေကြီးလဲပြည့်စုံမယ်အဆတ်ဆာရအားလုံးအဆင်ပြေပါလိမ့်မယ်ကံကောင်းတာတဲ့ပို့ပြီးတော့ဘဝမှာ အောင်မြင်မှုတွေကံကောင်းခြင်းတွေကောင်းသောပြောင်းလဲခြင်းတိုးတက်ခြင်းတွေကြုံပါလိမ့်မယ်။ဓိဝတနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ကိုကိုကိုအယံဂယူးဆိုင်သောလူကြီးသူမဦးလေးအတော်ပေါ့စသည်အားဖြင့်အဲ့လိုလူမျိုးတွေအမည်နာမကိုအတိတ်ကောက်ခြင်းအားဖြင့်ကို့အတွက်အချိုးပေးသောကဏ္ဍတစုံတရာဖြစ်သွားပါလိမ့်မယ်။ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရွယ်အနေနဲ့ကတော့ တက်ကြီးရွယ်ဟိုအဖွားဟိုများဟိုတစ်သီး၃မျိုးလှူဒန်းစားစရာ၃မျိုးလှူဒန်းခြင်းအပြင်အညံ့တွေအားလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာပေးတဲ့ကိုဒီမှာပဲနေကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါသေးတယ်ဗျကဲကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြည့်ဝပါစေရဲ့လို့ဆန္ဒပြုမေတ္တာပို့ပါတယ်ဗျကဲအားလုံးအဆက်ဆက်ရအဆင်ပြေပါစေကျွန်တော်ရှိမှာပေးတင်မိမယ်ဆိုလို့ရှင်တော့ 17နာရီကနေ17နာရီခွဲကိုဖုံးဆက်မယ်နာမည်စင်းပေးမယ်ညနေ3နာရီထိအောင်တူချင်းစီကိုပြန်လဲဟောကြားပေးလျက်ရှိပါတယ်ဗျာဗုဒ္ဓဘုရားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသမီးတွေအတွက်26ရက်10လ2025မှာ22ရက်10လ2025ထိပဲဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးတွေရဲ့ယဉ်ထဲမှာယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ဂျုံတဲ့ကိစ္စမျိုးသက်ရတဲ့အကြောင်းအရာတွေကိုအခုယဉ်ထဲမှာစဉ်းစားတွေးတော့နေတယ် စာရွက်စာတန်းစာချုပ်စာတန်းနဲ့ပတ်သက်ပြီးလဲစိတ်ညစ်စရာတွေဒီကာလအတွင်းမှာဖြစ်ပေါ်တတ်တယ်။မျောလင်တောင်းတရည်ရွယ်ချက်ကတော့တလောကလုံးအံ့ဩသွားလောက်အောင်ကြိုးစားပြတင်တယ်။ဝိဇာတွေသူတော်စင်တွေကုညီမဆလိုက်တယ်လို့မျိုးကုရဲ့ဘဝမှာထူးထူးခြားခြားပြောင်းလဲအောင်ကြိုးစားမယ်ဟဲ့ဆိုပြီးတော့မျောလင်တောင်းတနေပါတယ်။အဲ့တော့ကုရဲ့ကံတရားကလည်းအင်မတန်ထူးဆန်းတယ်ဗျ။သူတော်စင်တွေဝိဇာတွေကုညီတာမျိုးစောင့်ရှောက်တာမျိုးအဲ့တော့ကံကောင်းခြင်းတွေစုပြုံလာတတ်တယ်ဗျ။ စိတ်ကောင်းနှလုံးကောင်းရှိဖို့လိုတယ်ဖြူစင်ဖို့လိုပါတယ်ကဲမမျှော်လင့်မဲ့ဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးအောင်မြင်မှုတရဘူးဆောင်ရမယ်အဆက်စားအရာမှာပြိုင်တင်နဲ့ပတ်သက်ပြီးကိုယ့်ဘက်ကအနိုင်ရလိမ့်မယ်ဒီကာလအတွင်းမှာတော့စိတ်ပင်မဲ့လူပင်မဲ့တော့များစွာကြုံတွေ့နိုင်တယ်လို့ပြထားပါတယ်ခရီးတွေနဲ့ပတ်သက်ပြီးစိတ်ပင်မဲ့လူပင်မဲ့ဖြစ်စရာတွေစိတ်အနှောင့်အယှက်ဖြစ်စရာတွေတော့ဒီကာလအတွင်းမှာကြုံတတ်တယ်အဲ့လိုဟာမျိုးတွေကြုံတတ်တယ်ဖြစ်တတ်တယ်စိတ်ညစ်စရာအနေနဲ့ကတော့ မိတ်ဆွေပေါင်းသင်းရဲ့ကြားမှာဂုံငယ်မှာမျက်နှာငယ်မှာအဆန်းစားရညှိုးနှွမ်းမှာသူများခဲ့ရဲ့မှာအဲ့လိုဟာမျိုးတွေအတွက်ကြောင့်ပဲကိုမှစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်တယ်။ဘလို့နီးနဲ့မှသူများခဲ့ရဲ့တာဂုံသိက္ခာကြဆင်းတာညှိုးနှွမ်းတာအဲ့လိုဟာမျိုးလုံးဝမရှိနိုင်ပါဘူး။အပူတွေတွေးပြီးစိတ်ညစ်မနေပါနဲ့လို့အကြံပေးချင်ပါတယ်။ငယ်ရွယ်တဲ့ဗုဒ္ဓဘုရားသမီးတွေကန်ဆာတာမှာဆိုလို့ရှင်တော့ယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ဂျုံရတဲ့အပြင် ဆုံးဖြတ်ချက်မားတဲ့ဆိုတဲ့အတွက်ကြောင့်ငွေကြေးတွေဆုံးရှုံးတတ်တယ်၊ကုန်တတ်တယ်ဗျာ။အဲ့တော့ငွေကြေးတွေနဲ့ပတ်သက်ပြီးဒီကာလအတွင်းမှာဆုံးဖြတ်ချက်မားလို့တဝက်ကျော်ကျော်ကုန်တဲ့အဖြစ်မျိုးကြုံတွေ့နိုင်တယ်။မျောလင်းချက်တွေရင်းရင်တိမ်းဆောင်းတာမျိုးတွေလည်းဒီကာလအတွင်းမှာဖြစ်တတ်တယ်။ရှစ်ချင်းမြေတာနဲ့ပတ်သက်လို့ရှင်လည်းအနောက်ရှက်ကြုံတွေ့နိုင်တယ်ဗျာ။အိမ်နောင်ရှင်ဗုဒ္ဓဘုရားသမီးများဖို့ကတော့ပို့ပြီးတော့ကျင်နာခြင်းပို့ပြီးတော့ဂိယုဆိုင်ခြင်းအချစ်စစ်ချင်းမှမြေတာစီမြေတာမှာ ငါ့အတွက်ကံကောင်းလှကြီးလားဆိုပြီးတော့အဲ့ဒါလိုကြည်နူးเสียကျင်တဲ့ဆရာလေးတွေအရင်ထက်ပိုပြီးတော့မျက်နှိုးကျင်တာတွေ့တာမှုတွေလာပါလိမ့်မယ်တဲ့ဗျာကိုရဲ့အိမ်တော်ဘက်နဲ့အတူตายာသောနေရာလေးတွားလာပြီးတဲ့အချိန်ကနေစတင်ပြီးတော့ဘဝမှာအိမ်တော်ကြီးအဆင်ပြေမဲ့စီးပွားရေးလက်ตายာမဲ့သားသမီးတွေနဲ့ပတ်သက်ပြီးလို့ရှင်လဲကံကောင်းတာတွေကြားရပါလိမ့်မယ် ဒီဝသနာပါလို့ဒီလိုကျင်တဲ့မိတ်ဆွေများဖို့ကတော့ထိုင်ကုန်လေးရဲ့အနီးနားမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံနာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့အနေနဲ့ကတော့အဲ့ရာအနီးနားကိုတန်ရှင်းလုပ်ခြင်းအပြင်အညံ့နေအလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ဗုဒ္ဓဘုရားသမီးများတို့တပတ်စာဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380398ပဲဖြစ်ပါတဲ့ဗျအဲ့ဒီဖုန်းကိုဆက်မယ်နေ့လယ်7:00နာရီကနေ7:00နာရီကွင်းကိုဆက်မယ်နာမည်စင်ပေးမယ်အဲ့ဒါဆိုရင် ညနေ3နာရီခန့်တူးချင်းစီကိုပြန်လည်ဟောကြားပေးပါတယ်ဗျာကဲအားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေကျွန်တော်ကျော်စင်ဟိန်ဖန်ပဲဖြစ်ပါတယ်ကြာသပတေးသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။ကြာသပတေးသားသမီးတွေအတွက်16ရက်ဆယ်လ2025မှာ25 22ရက်ဆယ်လ2025ဒီပဲဖြစ်ပါတယ်။ကြာသပတေးသားသမီးတွေရဲ့ယဉ်ထဲမှာပြဿနာအခက်အခဲအဲ့ဒါလိုဟာမျိုးတွေနဲ့ပတ်သက်ပြီး ဆိုရင်ပူပန်မှုတွေကိုယင်ထဲမှာစဉ်းစားတွေးတောနေပြည်ယင်ထဲမှာတက်တက်ထင်းနဲ့နေရတာမပြောတာစိတ်မရှင်လန်းတာအဲလိုဟာမျိုးတွေအခုယင်ထဲမှာစဉ်းစားတွေးတောနေတယ်မျောလဲတောင်းတရည်ရွယ်ချက်ကတော့ကိုကိုကိုအောင်မြင်မှုကြီးကြီးမားမားအဲ့တော့ခေါင်းဆောင်ခေါင်းတယောက်ဖြစ်အောင်လုပ်ငန်းကြီးတွေကြာကြာနာနာထူထောင်နိုင်အောင်အဲ့တော့အောင်မြင်မှုရရှိအောင်အဲ့တလို့မျိုးဒါကိုရရင်ထဲမှာလှုပ်ဖို့ကိုင်ဖို့ကြိုးစားဖို့ကိုမျှော်လင့်တောင်းတနေပါတယ်ဗျာ။ မမျော်လင့်မဲနဲ့ကြာသာပေးသားသမီးတွေဘလို့ဟာမို့ကြုံမလဲချက်ချင်းမြတ်တာတွေနဲ့ပတ်သက်တဲ့ကိစ္စမလုံတင်တာကိုမလုံဘူးအချက်တစ်ခွဲကျူးနေဖြစ်မဲ့ကိစ္စတွေကိုငါရက်တန်းကရက်မယ်ငါ့ကိုငါချုပ်တီးနိုင်ရမယ်မျိုးသိမ့်နိုင်ရမယ်ဆိုတဲ့အတွေးတွေဆုံးဖြတ်ချက်တွေဒီကာလအတွင်းမှာချရတာမျိုးဆုံးဖြတ်တာမျိုးတွေဂျုံပြေးနိုင်တယ်အဲ့တော့စိတ်ညစ်ဆရာအနေနဲ့ကတော့ကျောင်းအမျိုးမျိုးကြောင့်ကွဲကွာခဲ့တဲ့သူတွေအကြောင်းအမျိုးမျိုးကြောင့်အဆက်အသွယ်ပြတ်နေတဲ့သူတွေနဲ့အဆက်အသွယ်ပြန်ရဖို့အတွက်အဆက်အသွယ်ရရှိတော့လဲစိတ်ညစ်ဆရာအဆက်အသွယ်မရတော့လဲစိတ်ညစ်ဆရာအဲ့လိုဟာမျိုးနှစ်မျိုးနှစ်စားကြောင့် ကိုယ်မှာစိတ်ညစ်နေရတတ်တယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးလို့ရှင်လဲစိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်တယ်။ရက်ဆိုင်သွားတဲ့လုပ်ငန်းတွေမအောင်မြင်တော့တဲ့အလုပ်တွေအတွက်ကြောင့်လည်းကိုယ်မှာစိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်ပါတယ်။ငွေရွယ်တဲ့ဂျာတာပိသားသမီးတွေကန်စားတာမှာငွေကြေးကံကောင်းမယ်။ချစ်ချင်းမေတ္တာကံကတော့ဒီကာလအတွင်းမှာ ဘသူ့ဟိုမှတိုင်ရောစင်နှစ်နှစ်ခါခါတွေ့တာတွေ့တာထားခြင်းဆိုတဲ့ဟာမျိုးမရှိဘူးကိုကိုကိုပဲအခင်ဆုံးကိုကိုကိုပဲအခြေဆုံးငါ့ကိုငါပဲအောင်မြင်အောင်လုပ်အောင်မယ်ဆိုတဲ့အတွေ့အကြုံဝင်လာတတ်တဲ့ဆုံးဖြတ်ချက်တွေချတာမျိုးဖြစ်ပေါ်တတ်ပါတယ်အခြေရင်းနဲ့ပတ်သက်ပြီးရေရှည်အတွက်ကတော့ဒီကာလအတွင်းမှာတိတ်ပြီးမသေးကြမရေရာစံတော်ဖြစ်ဖြစ်တတ်တယ်ဗျာအိမ်နောင်ရှင်ကြာတာပြီးတာသမီတို့ရဲ့ကန်စတာမှာဆိုလို့ရှင်တော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးလည်းကံကောင်းမယ်အဲ့တော့ပေးတယ်လေကို့အပေါ် အိမ်အောင်ဘက်အပေါ်ကျင်းသားလေးလေးကုရကံလေးကောင်းလေးလေးဆိုတဲ့ပုံစံမျိုးကြုံတွေ့ပါလိမ့်မယ်အဲ့တော့ပေးရကမ်းရတာမျိုးစောင့်ရှောက်ရတာမျိုးကူညီရတာမျိုးတွေလည်းဒီကာလအတွင်းမှာအိမ်အောင်ဘက်ကိုအကြောင်းပြုပြီးဖြစ်ပေါ်တတ်ပါတယ်ကံကောင်းခြင်းဆိုတဲ့ဟာမျိုးပါပဲကဲဒီဝါဒနာပါလို့ထီတို့ခြင်းနဲ့ဇာတာဘေးသားသမီးများဖို့ကတော့ခွေးတွေနေတတ်သောအိတ်တတ်သောနေရာအနီးနားမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေတို့အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညနာတိုင်းပြပြပြီး ကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ကိုယ်အိမ်မှာရှိသောအိတ်အဟောင်းအိတ်အမဲစသည်အပြင်အဲ့ဒီလိုဟာမျိုးတွေမှာငတ်တန်နင်းခမ်းဆိုပြီးတော့စာနယ်ရေးဒါမှမဟုတ်ပါဇက်နဲ့ပြောပြီးတော့အမိုက်ပုံအဲ့တော့အဲ့ဒီလိုအမိုက်ပုံအဲ့ဒီလိုဟာမျိုးတွေကိုထည့်လိုက်ပါအဲ့ဒီချိန်ကနေစတင်ပြီးတော့ဂျာတာပြေးသားသမီးရောက်တိုင်းရောက်တိုင်းအားလုံးစိတ်ညစ်စရာပူပင်တော့ကအခက်ခဲဟုသမျှအားလုံးပြေလည်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်းကျွန်တော်ရဲ့တပတ်စာပေးတင်ကိုဒီမှာပဲညီကုန်းချုပ်ပြရစီ ျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 299 380 398ပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းကိုဆက်ပြီးတော့နေ့လေ7နာရီနဲ့7နာရီပြည့်ကိုဖုန်းဆက်ပါနာမည်စင်းပေးပါညနေ3နာရီထိကိုတူးချင်းစီကိုပြန်လဲဟောကြားပေးလျက်ရှိပါတယ်ကျွန်တော်ကျော်စင်ဟိတ်ဖန်ပဲဖြစ်ပါတယ်အားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေတောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်16ရက်10လ2025မှာ22ရက်10လ2025ထိပဲဖြစ်ပါတယ် တောက်ကြသားသမီးတွေရဲ့ယင်ထဲမှာဘဝနောင်ရေးအတွက်ပင်ပန်းမှာအခက်ခဲမှာကြမ်းတမ်းမှာအဲ့တော့အဆက်ဆက်ရအခက်ခဲတွေကိုငါကြော်လွှားအောင်ငါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အကြောင်းအရာတွေကိုယင်ထဲမှာစဉ်းစားတွေးတောနေတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကပေးစရာရှိတဲ့ငွေကြေးရစရာရှိတဲ့ငွေကြေးတွေပြည်လဲဖို့ရရှိဖို့အဲ့တော့စာချုပ်စာတမ်းစာရွက်စာတမ်းနဲ့ပတ်သက်ပြီးအကောင်းဆုံးအလိမ်ညာမခံရဘဲနဲ့အကောင်းဆုံးနေဖြစ်ဖို့ကိုဒါကိုယ့်ရဲ့ယင်ထဲမှာမျောလဲတောင်းတနေပါလေ။ မမျော်လင့်မဲနဲ့ဘယ်လိုဟာမို့ကြုံမလဲကိုချစ်ရတဲ့သူတွေအတွက်ကိုမြတ်တာထားတဲ့သူတွေအတွက်မချင်မချမ်းဖြစ်တာဒေါသထွက်တာဝမ်းနေတာစိတ်ထိခိုက်တာအဲ့လိုဟာမျိုးတွေကြုံတွေ့နိုင်တယ်ဒီကာလအတွင်းမှာကိုချစ်ရတဲ့သူတွေကကိုကိုဒုက္ခပေးတဲ့အတွက်ကြောင့်စိတ်ညစ်စရာတွေလာတတ်တယ်လို့ပြထားပါဗျ။နောက်ထပ်စိတ်ညစ်စရာတွေဘာတွေရှိသေးလဲဆိုကိုရဲ့မျောလင့်ချက်ရွယ်ချက်တွေအရင်တင်းဆောင်လွဲချော်သွားတဲ့အတွက်ကြောင့်စိတ်ညစ်ပူပန်မှုတွေဖြစ်ပေါ်လာတတ်တယ်။မျောလင့်ချက်တွေအလဟတဖြစ်သွားတဲ့ဆိုတဲ့အတွက်ကြောင့် စိတ်ညစ်ရတာမျိုးကြုံတွေ့နိုင်တယ်ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်ဆာတာမှာဆိုလို့ရှင်တော့ဘေးပတ်ဝန်းကျင်ကြောင့်အဆင်မပြေမှုတွေကြုံမယ်ဘေးပတ်ဝန်းကျင်ကကိုယ့်ကိုသဘုတ်လေလွင့်ပြောတဲ့အတွက်ကြောင့်စိတ်ညစ်ရမယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့အိမ်နီးနားပတ်ဝန်းကျင်စသည်အပြင်အဲ့ဒီလိုဟာမျိုးတွေမှာ ၃ဦးလောက်ကပေါင်းပြီးမကောင်းကြံတာ၃ဦးလောက်ကဒုက္ခပေးတာအဲ့ဒါလို့ဟာမျိုးတွေဒါငယ်ရွယ်တဲ့သူတွေမှာကြုံတွေ့နိုင်တယ်အခြေအနေတွေနဲ့ပတ်သက်လို့ရှင်လဲသဘုတ်လေလွင်အပြောခံရတာအဆွတ်ဆွဲခံရတာဒီကာလအတွင်းမှာတောက်ကြသားသမီးတွေဖြစ်ပေါ်ရတတ်ပါတယ်အိမ်အောင်ရှင်တောက်ကြသားသမီးတွေရဲ့ကန်ဆာတာမှာဆိုလို့ရှင်တော့လူနေမှုအဆင့်တန်းမြင်မားမယ်အိမ်နီးနားခြင်းနဲ့တော့အဆင်မပြေမှုမတည့်တာမတင့်မြတ်တာမခေါ်မပြောနိုင်လောက်အောင်ကိုယ့်အပေါ်မနာလိုတာမုန်းတီးတာကြည့်မရတာအဲ့ဒါလို့ဟာမျိုးတွေပဲကြုံတွေ့ရတတ်တယ်ဗျာ အဲ့တော့သူတို့ကြည့်မရလေးလေးသူတို့ကိုယ်ကိုမကျင်တတ်လေးလေးမုန်းလေးလေးကို့မှာစီးပွားတက်လေးလေးဆိုတဲ့ဟာမျိုးဖြစ်ပေါ်တတ်တက်ပါတယ်အဓိကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ပြေးလဲရင်ပြီးတာပါပဲကဲအဲ့တော့ကန်စားတာအနေနဲ့ကတော့ဒီကာလအတွင်းမှာကံကောင်းပြီးကောင်းခြင်းဆိုတဲ့ပုံစံမျိုးကြုံမယ်ကိုယ့်ရဲ့အိမ်အောင်ဘက်ကြောင့်ငွေကြီးလုံးကြီးခဲကြီးများများဆဆပိုင်ဆိုင်ရရှိစုဆောင်းမိတာမျိုးကြုံပါလိမ့်မယ်ဒီဝဒနာပါတို့ဒီထိုးခြင်းနဲ့တောက်ကြသားမိများဖို့ကတော့အလူမန်းတဲ့ သို့မဟုတ်စားတော့ဆိုင်ခုံလီနာအဲ့ဒါလိုနေရာမျိုးနားမှာရှားကြည့်ပါအလူမန်းတက်အနီးနားမှာပဲဖြစ်ဖြစ်စားတော့ဆိုင်ခုံလီနာမှာပဲဖြစ်ဖြစ်အဲ့ဒီနားမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေတို့အချိုးပေးသောကဏ္ဍတစုံတရားတွေ့သွားပါလိမ့်မယ်ကဲညံ့တာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့လောင်ထားသောတရဝအချင်းချသာသောတရဝများကိုဘေးမဲ့လွတ်ချင်းအားဖြင့်ငါလွတ်လို့ရတယ်ငှက်လွတ်လို့ရတယ်လိမ့်လွတ်လို့ရတယ်စသည်အားဖြင့် အခလူဟာမို့လှုပ်ပေးခြင်းအပြင်အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်းတောက်ကြသားသမီးများအတွက်တပတ်စာပေးတယ်ဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းကို7နာရီရက်နဲ့7နာရီတွင်ကိုဖုန်းဆက်မယ်နံပါတ်စင်းပေးမယ်ညနေ3နာရီအထိတဦးချင်းစီကိုပြန်လဲဟောကြားပေးလျက်ရှိပါတယ်ဆိုတဲ့အကြောင်းကိုပြောကြားရင်းတောက်ကြသားသမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြေဝပါစေရဲ့လို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာအားလုံးဆက်ဆက်ရအဆင်ပြေကြပါစေကျွန်တော်ကျော်စင်ဟိန့်ဖန်ပါ အခုဆက်လက်ပြီးတော့စနေသားသမီးများအတွက်စနေသားသမီးတွေအတွက်16ရက်ဆယ်လ2025မှာ22ရက်ဆယ်လ2025ဒီပဲဖြစ်ပါတယ်။စနေသားသမီးတွေရဲ့ယဉ်ထဲမှာမိသားစုအကုန်လုံးအဆင်ပြေဖို့တင်းတင်းမြမြဖြစ်ဖို့အဲ့တော့စီးပွားရေးတွေတိုင်တိုင်မင်မင်နဲ့ညှိညှိနှိုင်းနှိုင်းလုပ်ဖို့ဂိုင်းဖို့အောင်မြင်အောင်ကြိုးစားဖို့ကိုအခုယဉ်ထဲမှာစဉ်းစားတွေးတော့နေတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကစနေသားသမီးတွေမှာချိုချမ်းမဲ၊ချွေးတာမဲ၊စူဆောင်းမဲ၊ အလုံးနဲ့လက်နဲ့မပြတ်အောင်လှုပ်ကင်မယ်ဆိုတဲ့အတွေးတွေကြောင့်ကို့မှာအဲ့ဒီရွယ်ချက်တွေကြောင့်အောင်မြင်အောင်လုပ်မယ်ဆိုတဲ့အတွေးတွေနဲ့ရှေ့ဆက်ဖို့ကိုမျှော်လင့်တောင်းတနေပါတယ်ကိုယ့်ရဲ့စိတ်ထဲမှာလည်းမိခင်စိတ်သူတော်ကောင်းစိတ်အဲ့လိုဟာမျိုးအတွေးတွေကြောင့်လည်းအောင်မြင်အောင်လုပ်ဖို့ကကို့အတွက်အားတစ်ခုဖြစ်လာတာမျိုးဖြစ်ပေါ်တတ်ပါတယ်မမျှော်လင့်မဲ့ဘလို့ဟာမျိုးကြုံမလဲအောင်မြင်ဖို့အတွက်အေးချမ်းဖို့အတွက်နေရာကောင်း ပတ်ဝန်းကျင်ကောင်းမှနေထိုင်ဖို့ရက်တီဖို့အလုပ်လုပ်ဖို့စီးပွားရှာဖို့အဲ့တလို့ဟာမျိုးလေးတွေဘယ်ကနေစလုံးရင်ကောင်းမလဲဆိုပြီးတော့အဲ့ဒီအတွေ့တွေဝင်လာတတ်တယ်ဆုံးဖြတ်ရတာမျိုးကြုံတွေ့ရတတ်တယ်ကဲအဲ့တော့စိတ်ညစ်စရာအနေနဲ့ကတော့ကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့အတွက်ပဲကိုယ်မှစိတ်ညစ်နေရတတ်တယ်ကိုယ့်ကိုယ်ကိုစိတ်တိုင်းမကြဘူးငါကြိုးစားတာဒီငါ့ကိုယ်ငါအားမလို့အားမရဖြစ်တယ်အဲ့ဒီအတွက်ကြောင့်စိတ်အယမ်းညစ်နေရတတ်တယ်မကြခင်မှာ အတန်လေးတန်ပဲဖြစ်ဖြစ်စာကြောင်းလေးတကြောင်းပဲဖြစ်ဖြစ်အဲ့ဒီစကားတန်လေးအဲ့ဒီစာကြောင်းလေးကကိုယ်အောင်မြင်မှုမိမောင်းထိုးပြလိုက်တယ်လို့ညံလင်းပွင့်သွားမယ်လို့ပြထားပါတယ်ငယ်ရွယ်တဲ့စနေသားသမီးတွေကန်စားတာမှာစိတ်ပင်မဲ့လူပင်မဲ့ဖြစ်စရာတွေကြုံတွေ့ရတတ်တယ်အဲ့တော့စိတ်ပင်မဲ့လူပင်မဲ့ကြုံပြီးတော့အောင်မြင်မှုရပါလိမ့်မယ်အဲ့တော့စိတ်ပင်မဲ့လူပင်မဲ့မကြုံမဲနဲ့တော့အောင်မြင်မှုမရနိုင်ဘူးအခက်ခဲမကြော်လွားနိုင်ဘူးလို့ပြထားတယ် အခြေရင်းနဲ့ပတ်သက်လို့ရှင်လဲကိုမျော်လင့်သလိုမျိုးကိုတွေ့တာသလိုမျိုးကို့အပေါ်တန်ရောစင်မတွေ့တာတဲ့ပုံစံမျိုးတွေနဲ့ဂျုံတွေ့နိုင်ပါတဲ့ဗျာအိမ်အောင်ရှင်စနေသားသမီးတွေကန်စတာမှာဆိုလို့ရှင်တော့ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ခက်စိမ့်စိမ့်လေးဖြစ်နေတတ်တဲ့အပြင်အိမ်နီးနားချင်းပတ်ဝန်းကျင်ကြောင့်အဆင်မပြေမှုဂျုံတွေ့ရတတ်တယ်အဲ့တော့ ကိုယ့်ရဲ့အိမ်ကောင်ဘက်ကစိတ်နေသဘောထားကိုအလိုမကျစိတ်တဲမကျတဲ့အတွက်ကြောင့်ဒီကာလအတွင်းမှာဘသူ့ဥမာလည်းပြောလို့မရကိုတယောက်တည်းပဲစိတ်ညစ်နေရတာမျိုးဖြစ်ပေါ်တတ်ပါတယ်ဓိဝသနာပါလို့ထီလို့ကျင်တဲ့စနေသားသမီးများဖို့ကတော့အုတ်ထုတ်တွေရဲ့အနီးနားမှာရှားကြည့်ပါကဲညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ငှက်စာကျွေးခြင်း ကျက်စာကျွေးခြင်းကိုစာကျွေးခြင်းအဲ့တော့အတောင်ပံပါသောသတ္တဝါတွေကိုအစာကျွေးခြင်းအပြင်အညံ့တွေအလုံးပြည့်ပြောက်ကောင်းမွန်ပြီးတိတိတတ်တတ်လက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့စနေသားသမီးများအတွက်တပတ်စာပေးတယ်ဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါသေးတယ်ဗျာအဲ့ဒီဖုန်းကိုဆက်ပြီးတော့နံပါတ်စင်းပေးလို့ရပါတယ်၁၇နာရီနဲ့၁၂နာရီတွင်းကိုနံပါတ်စင်းပေးဖို့ဖုန်းဆက်မယ်ညနေ3နာရီထိအောင်တအူးချင်းစီကိုပြန်လည်ဟောကြားပေးလျက်ရှိပါတယ် ားလုံးအဆက်အစရာအဆင်ပြေကြပါစေကျွန်တော်ကျော်စင်ဟိခံပါ